ပွဲပွဲမှာလောင်းကစားပေးတယ်ဆိုရင်ရတဲ့လိန်ကြီးပေါင်းစုံနဲ့လိန်နဲ့မရရင်ဘောလုံးများပြစ်လို့ရတယ်။ဘောလုံးများပြစ်လဲအကြည့်မဟုတ်ဘူးနော်။မြားပေါင်းပုံစံအမျိုးမျိုးနဲ့ကန်ပြီးတော့မှလိန်ခဲ့တယ်။လင်းနေလောက်လိန်တဲ့အခါမှာလုံးဝဆရာကြီးတော့ဖြစ်ခဲ့ပါတယ်။ကျွန်တော်မိတ်ဆွေများအားလုံးမင်္ဂလာပါ။ဒီနေ့မှကျွန်တော်မျှဝေပေးမယ့်အကြောင်းအရာလေးကတော့လောင်းကစားအားလုံးကလိန်နေတယ်ဆိုတဲ့အကြောင်းအရာလေးကိုအလောင်းကစားဒိုင်ကိုဒိုင်ကပြောပြထားတဲ့ဗီဒီယိုဖိုင်လေးကိုကျွန်တော်ဖွင့်ပြပေးပါမယ်။အားလုံးမင်္ဂလာပါနော်။ ောင်းကစားနဲ့ပတ်သက်ရင်မာကြီးကဘာလို့အဲ့လိုတွေပြောပြရတာလဲဆိုရင်မာကြီးကိုယ်တိုင်ကလောင်းကစားထိုင် လုပ်ခဲ့ရတာပါနော်မာကြီးတော့မျိုးရိုးမရှိဘူးဒါပေမဲ့မာကြီးအဖေမိဘကအဖွားကတော့လောင်းကစားနဲ့ပတ်သက်ရင်သွေးပါတော့မာကြီးတို့လည်းဒီသွေးပါတာပေါ့နော်အဲတော့မာကြီးတော့တက်စလိမ့်မန်နေနေနဲ့ပြန်ရလို့ရင်လည်းအရန်အဆင်မပြေဘူးအဲလောက်စားတာရမ်းပြန်မှန်းတဲ့ခါကျတော့မာရီကဒီလောင်ကစားလောကထဲကိုခမင်းချက်အနေနဲ့အလုကမားအနေနဲ့လိုက်သွားတယ်။လိုက်သွားတဲ့ခါကျတော့သူတို့တွေအရန်နေတယ်မာရီတို့သိလဲမလား။ မိုင်းရ22နှစ်ပြည့်စီပြန်ရင်းမဆက်ဘူးတော့လောင်စာလောကမှာနှင်းကောင်းကောင်းမဆက်တတ်တဲ့မိန်းကလေးဆိုတာဒါပေမဲ့မိုင်းကြိုးစားပေမဲ့လည်းနှိမ်တော့မခံကျင်စိတ်နဲ့ပေါ့နော်ဒါပေမဲ့တို့လောင်စာကိုမိုင်းလေးလာလိုက်တဲ့အခါမှာဂျင်းလဲတာဂုံးကင်းဆွဲတာဖဲရိုက်တာအားလုံးကလိန်တာဆိုတော့အဲ့ဒါတွေအားလုံးရဲ့ဆင်းရဲဆရာကြီးတို့မိုင်းရတီးတဲ့အခါမှာမိုင်းရတစ်နှစ်ထမင်းချက်လိုက်ပြီးတော့မိုင်းအုံနာဖြစ်နေမိုင်းမောင်နှယောက်ကိုမောင်နှငါတို့လောင်စာလောကထဲဝင်မယ်ဝင်မလားတတိရှိလားရတယ်မိုင်းနင်းတာလို့ရဲငါတို့နောက်ကရက်ပေးမယ်ဆိုမောင်တို့က၃ယောက်ရှေ့ဆုံးပြစ်ပြီးဝင်ခဲ့တယ် တက်ရှလိတ်ဆိုတဲ့မြို့မှာနော်တက်ရှလိတ်ဆိုတဲ့မြို့မှာပွဲပွဲမှာလောင်းကစားပေးတဲ့ဆိုရင်ရတဲ့လိန်ကြီးပေါင်းစုံနဲ့လိန်နဲ့မရရင်ဘောလုံးများပြစ်လို့တယ်ဘောလုံးများပြစ်လဲအကြည့်မဟုတ်ဘူးနော်မြားပေါင်းပုံစံအမျိုးမျိုးနဲ့ကန်ပြီးတော့မှလိန်ခဲ့တယ်လင်းနှင်းလောက်လိန်တဲ့အခါမှာလုံးဝဆရာကြီးတော့ဖြစ်ခဲ့ပါတယ်ခေရှိမှာဆိုရင်ကားတွေရောင်စုံမဲ့ဆရာဘီတို့ခေါင်းတို့နော်နောက်ပြီးအိုင်ဖုန်းတော့ဖြစ်ဆိုရောင်စုံမဲ့အဲ့ဒါလောင်းကစားမှာကြတဲ့ကားတွေဆိုင်ကယ်ဆိုတဲ့အစုံမဲ့လောင်းကစားမှာလာပြီးထိုးတဲ့ကကျွန်တော်လိုင်စင်ကားဆိုမခံဘူးလက်မခံဘူး ပြောလို့ဆိုတော့အဖွဲ့စည်းနဲ့လိန်ရတဲ့အလုပ်တွေပေါ့နော်တကယ် project တက်လိန်ခဲ့တယ်။ဆရာမလိန်ကြီးတွေသိလားဆိုရင်တော့သိတယ်။ဒါပေမဲ့လက်ရှိလိန်နေတဲ့လူတွေကြားမှာဆရာကြီးသွားမလို့ရဲဘူး။ဓာတ်နဲ့ထိုးခံရမှာဆိုလို့ဟုတ်တယ်။ဒီမအကြီးကရေခဲမုတ်လုံးကြီးတို့မုတ်လုံးကြီးတို့တင်ပေးနေတဲ့တင်တဲ့ဆရာမတယောက်ပါသူ့ရဲ့ကိုပိုင်တစ်တော့အောက်မှာစေနာနဲ့သူကမျှဝေပေးထားတာကိုကျွန်တော်ကတစ်ဆင့်ပြန်ပြီးတော့ပြန်လဲမျှဝေပေးတာပါတစ်တော့သုံးတဲ့မိတ်ဆွေတွေရှိရင်လည်းဒီမရဲ့အကောင့်ကို follow လုပ်ထားပြီးတော့သူ့အကောင့်ထဲမှာတင်ထားတာတွေကိုလေ့လာလို့ရပါတယ်ဆ မှပြောမယ်ဂျင်ပေါ့ဂျင်ဆိုရင်ပုံမဲ့ဆိုရင်ဒါဒိုင်းနှကောင်ထိုးသားနှကောင်ပဲဆိုလို့ရှိရင်ကျမတို့ကဒီပွဲတစ်ပွဲကိုရဖို့ပွဲမိတ်ဆိုတောင်းရတယ်ပါဇက်နဲ့သွားတောင်းရတာမဟုတ်ပါဇက်နဲ့သွားတောင်းရတာပွဲမိတ်ရပြီဆိုရင်ပွဲနေရာခန့်ပေးရမယ်ဆိုမှဆိုနေရာခန့်နေမဟုတ်ဘူးအဲ့ပွဲမှာလူစီအောင်ဇက်ထဲမယ်ဒီရောကဘလို့ဇက်ကြိုက်တာလဲရှမ်းဇက်လားဗမာဇက်လားကျမတို့လောင်းသားသမားတွေကဝိုင်းငါးပေးရတာဒါလည်းမဟုတ်သေးဘူးလုံခြုံရေးအတွက်ကျမတို့ငါးရတယ်ပြီးရင်အလုပ်သမားတွေငါးရတယ်အစစ်စစ်ငွေကုန်တေးကြခံပြီးမှကျမတို့ကအချီလုံးဝမစော့နိုင်ဘူး လောက်ပြီးပဲစော့နိုင်တယ်ဟိုပြောမယ်ဆိုလို့ရှိရင်ရှင်လက်ထိုင်းတော့ခွတ်မလက်ပဲနဲ့အယောသားလုံးနိုင်တဲ့အရေရှင်းထိအဲ့လောက်ထိပရိုကြကြလိန်ကြတာအဲ့မဲ့သူ့အကန့်နဲ့သူတော့လူတိုင်းလိန်လိုက်တာမဟုတ်ဘူးကျမတို့အုံနာနေရာမှာတော်တယ်တချို့ကဆွဲချဆွဲချဆိုတာကဒီလိုမျိုးမျိုးဆန်းဆန်းလိန်နေတဲ့ခါကျတော့ဒီလောင်ကစားလောကကိုဝင်ပြီးတဲ့လူအားလုံးဘဝပြတ်တာပဲဆိုတော့ကျမတို့လည်းဒီနေရာကနေမပြုံပိုက်လို့သစ္စာဆိုပြီးထွက်ခဲ့ရတဲ့လူတွေဆိုတော့လောင်ကစားနဲ့ပတ်သက်ရင်ဘယ်ဟောင်းမှအာမပေးခြင်းဘူး ဒါကမြန်မာနိုင်ငံမှာလိန်နာတည်တည်လေးအခုကြားပြန်ဆိုတော့အကြီးကြီးလိန်နာဘဝတစ်ခုနဲ့မဟုတ်ဘဝအဆက်ဆက် ပြောင်းလိန်နဲ့နီးတယ်ပေါ့နော်ကိုယ်တိုင်ဒိုင်လို့ဒိုင်လောက်ခဲ့ဘူးလားမလို့ဘယ်ရောက်မှဆိုလုံးဝအာမပေးဘူးရလိမ့်မယ်လို့လည်းမမျှော်နဲ့နဲ့ဘယ်တော့မှမရဘူးတကယ်ပြောတာဒီအမှပြောတဲ့အထက်မှာလေပွဲမိတ်တောင်းရတယ်ပွဲမိတ်တောင်းတဲ့အခါမှာပိုက်ဆံနဲ့တောင်းရတယ်ပေါ့ဗျာပြီးရင်အဲ့ဒီပွဲကိုလူလာအောင်လို့ဇက်ထည့်ရတယ်အဲ့ဒီဇက်ထည့်တာတွေကလည်းအလောင်းကစားတိုင်နဲ့အကုတ်ကြခံတာရတယ် ီအကြောင်းအရာနဲ့ပတ်သက်ပြီးတော့ကျွန်တော်ကဘာလို့သွားနားလဲလဲဆိုတော့ဒီအမကြီးပြောသလိုဒီအလောင်းကစားတွေကသူတို့ဒီတာချီလိတ်မှာရှိတာမဟုတ်ဘူးတာချီလိတ်မှာလည်းမဟုတ်ဘူးเนาะကျွန်တော်ရန်ကုန်မှာလည်းရောက်နေပြီเนาะရန်ကုန်ရက်ွက်တွေထဲမှာလှည့်လည်ပြီးတော့ပွဲလုံနေတာတွေကအဲ့ဒီအလောင်းကစားတွေပဲဆယ်ရီတွေငားတယ်ဗျာပွဲတွေထဲ့တယ်အဲ့ဒါတွေကုန်ကြခံတာလည်းဘယ်သူကလဲသူတို့ပဲကုန်ကြခံတာသူတို့ပဲကုန်ကြခံပြီးတော့သူတို့ပဲလှုပ်သွားတာရန်ကုန်မှာလုံနေတဲ့ပွဲသေးတွေနဲ့ပတ်သက်ပြီးတော့ဒီအမကြီးပြောတာနဲ့တိုက်ဆိုင်သွားပြီးဒီထားမိသွားလို့ပါကျွန်တော်လက်စားရမသိပါဘူး ဒါဆိုရင်ထိုးသားမလုံးနဲ့ဒိုင်လုတ်ဆိုတဲ့လူတွေဒီဗီဒီယိုဖိုင်လေးကိုဆက်ပြီးတော့နားထောင်ပေးပါဦး။နမစံနဲ့ပတ်သက်ရင်ကျမတို့တွေဒီမှာပေါ့နော်။မျက်စိရှိမှာပေါ့နော်။တော်တော်များများကောင်းစားသွားတယ်ဆိုတာမရှိပါဘူး။ဒိုင်တွေရောပဲ။ဒိုင်တွေရောသူတို့ဒါရှိတဲ့တိတ်ခတရားတွေလည်းမရှိဘူး။လောင်းစားဆိုတဲ့လောကနဲ့မှာထိုးသားနဲ့မဟုတ်ပါဘူး။ဒိုင်လည်းတိတ်ခသမားတွေမရှိစွာနဲ့နေရတယ်။ မာကြီးတို့ဆိုလဲလှုပ်တဲ့အုံနာလှုပ်တဲ့ချိန်တော့ရှေ့ရင်ဆိုမာကြီးပဲ။ကွဲရဆိုစောက်ပွားတော့အဲအဲ့လိုခေါ်ရတာ။အဲ့ဒါကြောင့်လဲအဲ့လိုတိတ်ခါတမာတိမရှိဘူး။နောက်ပြတော့ဒီလိုလေးရှိတယ်။သူတို့သူတို့လင်မယားတွဲတယ်ဆိုဒီပွဲမှာသူနဲ့လင်မယားဒီပွဲမှာဆိုရင်အဲနောက်တစ်ယောက်နဲ့လင်မယားအဲ့လိုမျိုးစီးမရှိကမ်းမရှိတဲ့ခွဲစည်းတွေရှိတဲ့နေရာပေါ့နော်။အဲ့တော့မှတိတ်ခါတွေအားလည်းတော့ရှာလို့မရဘူး။မှန်ကန်မှုဘာဘာဆိုဘာမှမရှိတဲ့နေရာ ဲ့မြောင်ဝင်လာပြီးတဲ့လူကပြန်မထွက်နိုင်အောင်လောင်းကစားလောက်ကဘာလို့လဲဆိုတော့ပြရမလားတချို့တော့စူလည်းနဲ့လွယ်ပဆန်ရလွယ်တဲ့ခါကျတော့လေအဲ့နားကနေတော်ရုံလို့မထွက်နိုင်ကြတော့တချို့ဆရာကြီးတွေဆိုရင်ကျမနဲ့လည်းအရင်ရင်းနှီးပါတယ်သူတို့တွေဆိုရင်လုံးဝကွန်ပျူတာပိုးတွေပေါ့နော်ကွန်ပျူတာနဲ့ပတ်သက်ပတ်ဆက်တော်တော့တို့ပညာကိုတလွယ်အသုံးချတဲ့ခါလောင်းကစားနည်းတွေကိုရောက်လာသူတို့အပြင်းမှန်တာတကယ်လို့အဲ့ပညာကိုသာအသုံးချတယ်ဆိုရင်လုံးဝဆက်ဆရာကြီးတွေဖြစ်မဲ့ဟာကိုသူတို့မဖြစ်နိုင်နိုင်ဘူးပေါ့နော် နောက်ပြီးတော့ဒီလောင်းစားထိုင်လှုပ်လို့ရှင်ဆေးမစွန်းသူများရိုးရိုးကလေးလက်ကျိုးတယ်ပစံတသိန်းလောက်ကိုရင်တတ်တာွားတယ်လောင်းစားထိုင်လှုပ်ရှမ်းသာလားအဲ့ပစံနဲ့ကိုလက်ကျိုးတာကုကြည့်လိုက်တသိန်းကုန်လို့လည်းမပြောက်ဘူးဆေးမစွန်းတော့တာကျမကြီးရလဲဆေးမစွန်းနောက်လောင်းစားလှုပ်ပြီးတော့မှကလေးတွေကြောင်းထားအဲ့ကလေးတွေလည်းစာတက်ပြတယ်မဖြစ်ဘူးဘာလို့ဆိုတော့အပူစားလေလောင်းကစားရှုံးလို့ပျော်ပြီးပြန်သွားတဲ့လူဘယ်တယောက်ရှိလို့တော့နော်ငိုးရွပြီးစိတ်ညစ်ပြီးပြန်သွားတဲ့လူတွေကြီးပဲလေနော် ဆိုတဲ့အခါကျတော့ဒီအပူစာတွေဂျာနေပြီးတော့ရလာတာဆိုတော့ဒိုင်းလဲမယုံကြည်လိုက်ပါကနော်လောင်စားဒိုင်းလုံးနေတာဆောင်ရမ်းရှမ်းသာတာပဲလို့ပြောတယ်အဲ့ဒိုင်းရဲ့သားသမီးတွေဘယ်တော့မှတင်ညာကြီးမှလည်းမထွန်းပေါက်ဘူးသူကဟိုပြောမဆိုရင်ဂျိန်စာမိထားတာပေါ့နော်အဲအကြောင်းလောင်စားနဲ့ပတ်သက်ရင်ကင်းနိုင်သမျှကင်းလေကောင်းလေပဲလောင်စားနဲ့ပတ်သက်ရင်တော့ဒိုင်းလုတ်ဖို့လည်းအာမပေးဘူးကိုယ်တိုင်ဒိုင်းလုတ်ခဲ့တော်မူလို့ခိုးသားလို့ပို့ဆိုး အခုစတော့ပတ်သက်ရဘလို့ရမအားမပေးပါဘူးเนาะကျမတို့ကျင်နေစက်စားခဲ့ရတဲ့ဒီလိုနေရာမှာလုံးဝအဆင်မပြေနိုင်တဲ့ခါကျတော့အလုံးမဲအခုစနဲ့ပတ်သက်လာရင်လူလူကင်း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 ရှင်းရှင်းနေနိုင်ပါစေလို့ပဲကျမတို့ဆုတောင်းပါတယ်အခု online မှာခက်စားနေတဲ့ကျွဲဖန်းတယ်ဆိုတာကလည်းဒါမျိုးအလိမ့်ပါပဲဒီကျွဲကိန်းနဲ့ပတ်သက်ပြီးတော့ဗီဒီယိုဖိုင်တစ်ခုအနေနဲ့ပြန်တင်ပေးသွားပါအောင်မယ်ကျွန်တော်မိတ်ဆွေတွေလည်းလောင်းကစားလောကကနေထွက်ကြပါလို့နော် ကျွဲလဲမဖမ်းကြပါနဲ့တော့လို့တော်ကြပါတော့လို့ဒီနေရာလေးကျွန်တော်ပြောပြရသေး